ပါပါ English for Learner YouTube နဲ့ TikTok channel တို့ကနေပြီးတော့ပြန်လည်ကြိုဆိုပါတယ်ဒီနေ့ဒီဗီဒီယိုမှာတော့ related clause အကြောင်းကိုရှင်းပြမှာဖြစ်ပါတယ်ဒါက related clause အပိုင်း၄ဖြစ်ပါတယ်တကယ်လို့အပိုင်း၁ကိုမကြည့်ရသေးဘူးဆိုလို့ရှိရင် channel ထဲမှာတင်ထားပါတယ်အပိုင်း၁ကိုကြည့်ပြီးမှအပိုင်း၂ကိုလေ့လာပါလို့အကြံပြုပါတယ် ဟုတ်ပြီအခုတော့သင်ခန်းစာလေးကိုစလိုက်ပါမယ်ဆိုတော့ related clause အကြောင်းကိုရှေ့အပိုင်းတစ်မှာလည်းပဲရှင်းပြခဲ့ပြီးဖြစ်ပါတယ်ဒီတမတွေ့အသုံးပြုပုံပေါ့နော်သူ့ရဲ့ definition လေးကိုပထမဆုံးကြည့်လိုက်အောင် related clause is used related clause ကိုတုံးနေပေါ့နော် to modify or describe a noun or pronoun noun သို့မဟုတ် pronoun တခုကို modify လုပ်ဖို့သို့မဟုတ် describe လုပ်ဖို့အထူးအလေးပေးပြီးဖော်ပြဖို့အဓိပ္ပာယ်သတ်မှတ်ဖို့ noun သို့မဟုတ် pronoun တခုကိုတဲ့ဖော်ပြဖို့အတွက်အလေးပေးဖော်ပြဖို့အတွက်သုံးနေ Okay နောက်တစ်ခုကဒါမှမဟုတ် to get more information the noun တို့မဟုတ် pronoun သူတို့ရဲ့ information ကိုပေးဖို့အတွက်တုံးနေပါဘောเนาะမနောက်တစ်ခုရေးပြီးပြီဆိုလို့ရှိရင်အဲ့ဒီနောက်ရဲ့နောက်မှာ information ပေးနေတယ်ဆိုလို့ရှိရင် related clause ကိုတုံးပါပါ it start with valid for now valid at the verb ဒီ valid clause ဆိုတာကဘာနဲ့စလဲဆိုတော့ valid pronoun တစ်ခုနဲ့စမယ် ဒါမှမဟုတ် validated advent နဲ့စာမေးပေါ့နော်ဒါအပိုင်းဖြစ်တယ်မှာရှင်းပြခဲ့ပြီးဖြစ်ပါတယ် uh validated pronoun ဥပမာ who နဲ့စာမေး that နဲ့စာမေး which နဲ့စာမေးကဲသူတို့ရဲ့နောက်မှာတော့ validated pronoun တွေရဲ့နောက်မှာတော့ subject verb လိုက်တာရှိတယ်ဒါမှမဟုတ် verb လိုက်တာရှိပါတယ်အတူတူပဲ validated advent တွေဖြစ်တယ် one where why သူတို့ရဲ့ သူတို့နဲ့စမယ် validity advent နဲ့စမယ်ကဲသူတို့ရဲ့နောက်မှာတော့ subject lighter ရှိတယ် buff lighter ရှိပါတယ်ဆိုတော့ဒီသင်ခန်းစာမှာတော့ validity pronoun နဲ့စတယ် validity clause တွေကိုသင်တော့မှာဖြစ်ပါတယ်အဲ unit 12ရောက်ပြီဆိုမှ validity advent နဲ့စတယ် validity clause တွေကိုထပ်ပြီးတော့ရှင်းပြမှာပါဟုတ်ပြီအဲ့တော့ဒီမှာ validity clause နှစ်မျိုးရှိပါတယ် ။ဒါလဲဆိုတော့ပထမတစ်ခုက defining religious cloth defining ဆိုတော့အဓိပ္ပာယ်သတ်မှတ်တာအဓိပ္ပာယ်သတ်မှတ်ပြီးတာရေးထားတယ်ခုမိမိရေးထားတယ် noun သို့မဟုတ် pronoun ကို define လုပ်မှာပါ define အဓိပ္ပာယ်သတ်မှတ်ပြီးမှာဒါကြောင့်သူ့ရဲ့ information က essential information essential information လို့ခေါ်တယ်ပေါ့နော်အဲ့လိုမျိုး define မလုပ်ထားဘူးဆိုလို့ရှိရင် subject တဲ့သူက ဘာလဲဆိုတော့တိတိကျကျသိသိကျကျသိမှာမဟုတ်ဘူးဒါကြောင့်ဒီ related cloud ထဲမှာပါတဲ့ information ကဒါ essential information ဖြစ်တယ်နောက်တစ်ခုကသူနဲ့ဆက်ရင်ပဲ non defining related cloud တော်တော်အဓိပ္ပာယ်သတ်မှတ်ပေးတာမဟုတ်ဘူး define လုပ်တာမဟုတ်ဘူးဒါကြောင့်သူက extra information လို့ခေါ်တယ်အာ non defining related cloud ဆိုတော့အာ server တဲ့သူက ရေးထားတဲ့နောင်းကိုတည်တယ်တည်ရတဲ့ကြောင့်မလို့ဒိဗေသတ်မှတ်စရာမလိုဘူးဒါပေမဲ့သူ့ရဲ့ information ပေးစင်တဲ့အတွက်ကြောင့်မလို့ validated clause ကိုနောင်းရနောင်းမှာရေးလိုက်တယ်အဲကြောင့်အဲ့ဒီ information က extra information ပေါ့နော်နောက်ထပ်အပိုးထပ်ပြီးတဲ့ extra information ဖြစ်တယ်ဆိုတော့ဒီ slide မှာမှတ်ထားမှာက validated clause ဆိုတော့ noun တမမို့ pronoun တွေကို modify လုပ်ဖို့ describe လုပ်ဖို့နောက်တစ်ခုက information တွေကိုပေးဖို့အတွက်သုံးတယ် valid clause ဆိုတာ valid pronoun ဒါမှမဟုတ် valid adverb တစ်ခုခုနဲ့စမယ်အဲ့ဒါရဲ့နောက်မှာတော့ valid pronoun valid adverb တွေရဲ့နောက်မှာတော့ subject verb လိုက်တာရှိတယ် verb လိုက်တာရှိတယ်အဲ့တော့ valid clause နှစ်မျိုးရှိတယ် defining valid clause non defining valid cloud ဆိုပြီးတော့2မျိုးရှိပါတယ်ဟုတ်ပြီဒါဆိုရင်အဲနောက်ထပ်တစ်ခုချင်းစီဒီ valid cloud အမျိုးသားတစ်ခုချင်းစီကိုထပ်ပြီးတော့လေ့လာကြည့်အောင်ကဲပထမအဆုံးတစ်ခုက defining valid cloud defining valid cloud ကဲ defining valid cloud ဆိုတာရှေ့မှာလည်းပြောခဲ့ပြီးပြီတော့အတိတ်ပဲတတ်မှတ်ပေးတာမိမိရေးထားတဲ့နောင်းကို ဆာဖက်တဲ့သူဒါမှမဟုတ်နားထောင်တဲ့သူဟိုတိတိကျတေးကြသွားအောင်အတိတ်ပဲသတ်မှတ်ပေးတာမျိုးဖြစ်တယ်။ဒါကြောင့်သူက essential information ကိုပေးတယ်။ဒီ information မပဘူးဆိုလို့ရှိရင်အတိတ်ပဲမရှိဘူးပေါ့နော်။အဲ့တော့ assumption information ကိုပေးတယ် defining validity collapse ဆိုတာ essential information ကိုပေးတယ်။ကဲဘယ်လိုမျိုးနောက်နေရဲ့နောက်မှာ define လုပ်မှလဲဆိုတော့မတိကျမတိကျသောနောက်ဒါမှမဟုတ် pronoun အာဆာဖက်တဲ့သူအတွက်မတိကြမသေးကြတဲ့နောင်းနေတော့မဟုတ်စကားပြောရဲဆိုလဲနားထောင်နေသူအတွက်မတိကြမသေးကြတဲ့နောင်းနေတော့မဟုတ် pronoun တွေဆိုလို့ရှိရင်သူရဲ့နောင်းမှာ define related clause ရေးပေးရတယ်အဲ့ဒါတွေကိုတဲ့ identify လို့ဖို့ပေါ့နော်ခွဲခြားပြီးတော့ပြောဆိုဖို့အတွက် define related clause ကိုသုံးတာပါသူ့မှာ comma မပါပါဘူး comma ရေးစရာမလိုဘူး related pronoun အကုန်လုံးကိုတုံးလို့ရတယ်။အမ who whom whose that which အဲ့ဒါတွေအကုန်လုံးကို defining related clause မှာတုံးလို့ရပါတယ်။အဲသူတို့ရဲ့အသုံးပြုပုံတွေတော့ရှေ့အပိုင်းတစ်တည်းမှာရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ဒီမှာတော့ထပ်ပြီးတော့အချင်းပြတော့ပါဘူး။ example 1ကိုဆက်ကြည့်အောင်။ကဲဒီမှာဆိုလို့ရှိရင် I bought a book. ကဲဒါလေးရေးတာရယ်ပေါ့နော် sorry I'm bark a book. I'm bark a book. ကဲဒီဝါကြလေးတစ်ခုရေးထားလိုက်မယ်။အဲ့တော့ဒီဝါကြမှာဆိုလို့ရှိရင်အဲ noun noun က a book. a book ဆိုရယ် noun လေးပါတယ်။အဲ့တော့ noun တွဲပြီဆိုလို့ရှိရင် noun ရဲ့နောက်မှာ related clause လိုက်ပြီးတော့ရေးလို့ရပါတယ်။ကဲဒီဝါကြမှာဆို I'm bark a book. ကျွန်တော်စောင်းတော့ ဝဲခဲ့တယ်။ကဲဒီလိုရေးကြမယ်ဆိုလို့ရှိရင်အဲနားထောင်နေသူတော်မဟုတ် suffer တဲ့သူကဘလို့စာအုပ်လဲဘာစာအုပ်လဲဆိုတာကိုသိမှာမဟုတ်ဘူး။ကျွန်တော်စာအုပ်တော့ဝဲခဲ့တယ်။ဆိုရယ်စာကြောင်းမှာ suffer တဲ့သူကနားထောင်နေသူကဘာစာအုပ်ဝဲလာလဲဆိုတာကိုမသိကြဘူး။ဘလို့စာအုပ်လဲဆိုတာမသိဘူး။ဒါကြောင့်မလို့ဘလူစာအုပ်ဖြစ်တယ်လေဆိုတာကိုနောက်ကနေပြီးတော့ define လုပ်ပြီးမှာဘာဘသူရေးတဲ့စာအုပ် ဘယ်သူရေးတဲ့စာအုပ်ဆိုတော့နောက်က define လုပ်ပြီးမှဒီမှာတော့ it was written by Shakespeare တို့လိုမျိုး information လေးပေးထားတယ်ပေါ့နော်ဒီနေရာမှာတခြားသော information တွေလည်းရေးလို့ရပါတယ်ဒီမှာဈေးကြီးတဲ့စာအုပ်ဈေးချိုတဲ့စာအုပ်ကဘာပေါ်မှာအယောင်အယဆုံးစာအုပ်အခုတော့လူကြက်အများဆုံးစာအုပ်အစကြီးတစ်ပြင်အဲ information တွေအများကြီးဒီမှာရေးလို့ရပါတယ်ဒီမှာတော့သူက information ကိုဒီမှာနောက်ကပေးထားတယ်ပေါ့နော်အဲ့ဒါလေးကို အဲဆက်ပြီးတော့ရေးမှာပေါ့အဲ့တော့ I'm bought a book ဆိုရဲဝတ်ကြမှာ a book စာအုပ်တအုပ်ဆိုတာဒါမတိကြဘူးဘောနောမတိကြဘူးဘလို့စာအုပ်တလဲဖြစ်တလဲဆိုတော့ကို suffer တဲ့သူရောအဲစကားပြောရဲဆိုရင်နောက်နောက်နဲ့သူရောမတိဘူးဒါကြောင့်အဲ့ဒီ now ရဲ့ now မှာ define လုပ်ပြီးမှာပါအဲ့တော့ဒီမှာအဲသူရဲ့ information လေးပေးထားတယ်ဘောနော it was written by shakespeare shakespeare ဲ့ဒါကိုအဲ့ဒီစာကို Shakespeare ကရေးခဲ့တယ်။ဆိုတော့ဒါသူ့ရဲ့ information ဒီ a book ရဲ့ information ဒါကြောင့် a book ရဲ့နောက်မှာတွားပြီးတော့ modify လုပ်မှာ identify လုပ်မှာပါ။ဆိုတော့ a book ဆိုတော့ငါဒါက people နံ people စဉ်းစားလိုက်တဲ့အခါမှာဒါကနံ people အဲ့နံ people ဆိုတော့ debt တုံးလို့ရတယ် wish တုံးလို့ရတယ်ဆိုတော့ဒီနေရာမှာ debt ကိုတုံးလို့ရတယ် wish လည်းတုံးလို့ရပါတယ်။ ဆိုတော့ဒီမှာသူ့ရဲ့နံစားတွေမပါတော့ဘူးပေါ့နော်အာဒီမှာတော့ subject pronoun ကိုသုံးမှာပြောရအောင်လို့ subject identity ကမပါတော့ဘူးအဲ့တော့ဘယ်လိုရေးမလဲဆိုတော့ I bought the book that was written by Shakespeare ဆိုဒီမှာနောက်က define လုပ်လိုက်ပြီဆိုလို့ရှိရင်တိကျသွားပြီဘယ်လိုစာအုပ်လဲဆိုတော့တိကျသွားပြီ ဖြစ်တဲ့အတွက်ကြောင့်မလို့ A လေးရ D လေးကို ပြောင်းသွားပါတယ်ဆိုဒီမှာ underline တားထားတဲ့တာက ဒါ validity clock လို့ခေါ်တယ်အဲ့ဒါကမှစလုံးအအနီအောင်လေး share ထားတာကဒါ validity pronoun မှာဒါက validity pronoun အရှင်းမှာပြောခဲ့တယ် validity clock ဆိုတာ validity pronoun နဲ့စတယ် a validity pronoun ရဲ့နောက်မှာတော့ buff လိုက်ထားတယ်ပေါ့နော်ဒီဝက်ကြောင့်မှာတော့သူ buff လိုက်ထား buff လိုက်ထားတယ်ပေါ့ဒါဆိုသူ့ရဲ့အတိတ်ပဲလေးရ and that was written by shakespeare shakespeare ရေးခဲ့တယ် the book စာအုပ်ကို I'm book ငါဝယ်ခဲ့တယ်။ကဲအစမဲတို့ဆက်ကြည့်မယ်။ Who so lean wants to have a bond ဦးဆိုးလွင်ကတဲ့လူကလေးတယောက်ကိုကောင်းလေးတယောက်ကိုကူညီခြင်းနဲ့ဆိုတော့ဒီဝက်ကြမှာဆိုလို့ရှိရင်အဲနောင်းနေရပါတယ်ပါလဲဆိုတော့ဦးဆိုးလွင်ပါတယ်အပေါင်းဆိုတော့ပါတယ် ါကြောင့်ဒီနောင်းနေရဲ့နောက်မှာသူတို့ရဲ့ information တွေကိုထည့်ပြီးတော့ရေးလို့ရတယ်ပြောလို့ရတယ်အဲဥဆိုးလူရဲ့နောက်မှာလည်းပဲသူတို့ information ရေးလို့ရတယ်ဥဆိုးလူရဲ့ပါလဲဥဆိုးလူရောကျွန်တော်ရဲ့ FP ဖြစ်တယ်ဥဆိုးလူရောကျွန်တော်ရဲ့ဥလေးဖြစ်တယ်ဥဆိုးလူရောအသက်60ရှိတယ်အစချစ်တဲ့ပြင်ဒီဥဆိုးလူနဲ့ဆိုင်တဲ့ information တွေကိုဥဆိုးလူရဲ့နောက်မှာတွားပြီးတော့ရေးလို့ရတယ်ကဲနောက်တစ်ခုက abroad ဘွမ်ဆိုရဲနောက်ရဲ့နောက်မှာလည်းပဲသူ့ရဲ့ information တွေကိုလိုက်ပြီးတော့ရေးလို့ရပါတယ်ဆိုတော့ဒီ example မှာတော့ဥဆုလွင်ရဲ့နောက်မှာမရေးတော့ဘူးအာဘွမ်ရဲ့အဘွမ်ဆိုရဲနောက်ရဲ့နောက်မှာ information ရေးလိုက်မယ်ပေါ့နော်အဲ့ဘွမ်ဆိုရဲ information ကိုသူကပေးထားတယ် his large a broken သူ့ရဲ့ခြေထောက်တွေကျိုးတယ်သူ့ရဲ့ခြေထောက်တွေကျိုးသွားတယ်အဲ့တော့ခြေထောက်ကျိုးနေတဲ့လူကလေးတယောက်ကိုဥဆုလွင်ကကူညီခြင်းလေဆိုတော့ရေးမှာပေါ့နော် ဆိုတော့ appointment information ပေါ့နော်တကယ်နောက်ကပြီးတာဒါ appointment information ဒါကြောင့် appointment နောက်မှာသွားဆက်မှာအဲ့တော့ his last uh session နောက်ကိုကြည့်လိုက်တော့ appointment ဆိုတာဒါ people people ဖြစ်တယ် people ဆိုရင်၃ခုတုံးလို့ရတယ် WHO ဟူကိုတုံးလို့ရတယ် WHO ဟူကိုတုံးလို့ရတယ် WHOC ဟူကိုတုံးလို့ရတယ်အဲ့ဒီမှာ his lab ဆိုတော့ အဲဒါဘာလို့တော့မလဲဆိုတော့ whose ကိုတုံးမှာဒါ possessive adjective ဖြစ်တယ်ဒါကြောင့် whose ကိုတုံးမှာပါအဲ့တော့ whose ကိုတုံးမှာဖြစ်တဲ့ကြောင့်မို့ his ကမပါတော့ပါဘူးဒါကြောင့်ဘယ်လိုဖြစ်မလဲဆိုတော့ who so လွင် wants to have the boy whose last are broken ဆက်သူ့ရဲ့စတောက်တွေကျိုးပါတယ်စတောက်တွေကျိုးသွားတဲ့လူကလေးကို who so လွင်ဟာကူညီခြင်းခဲ့တယ် ကဲဒါဆိုလို့ရှိရင် define validity clause ဆိုတာမတိကျမတိကျတဲ့ noun တွေတမမို့ pronoun တွေကို identify လုပ်ဖို့ခွဲခြားသတ်မှတ်ပေးဖို့အတွက်သုံးတာပါ။ဒါကြောင့်သူက essential information ဖြစ်ပါတယ်။အရေးကြီးပါတယ်။အဲ့ဒါမပါဘူးဆိုလို့ရှိရင်ဘသူ့ကိုပြောရဲဆိုတာကို subject တူနားထောင်နေသူကဒီမှာမဟုတ်ပါဘူး။အဲ့တော့ defining validity clause ရေးမယ်ဆိုရင် comma ထည့်ရမလို့ပါဘူး။ related pronoun နဲ့အကုန်လုံးသုံးလို့ရပါတယ်။ကဲဒါဆိုရင်နောက်ထပ် nonfiny related clause ကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ nonfiny related clause ကဲ nonfiny related clause ဆိုတာအဓိပ္ပာယ်သတ်မှတ်တာမဟုတ်ဘူး။အဓိပ္ပာယ်သတ်မှတ်ပေးရမှာမဟုတ်ဘူးပေါ့နော်။အဲ့အဓိပ္ပာယ်သတ်မှတ်ပေးရမှာမဟုတ်ဘူးဆိုတော့ suffer တဲ့သူတွေကဒီ noun ကိုတည်ပြီးသားရေးနေပြီးသား ကဲဘယ်လိုနောင်နေလဲဆိုတော့ proper noun နေပေါ့နော်တဦးဆိုင်နေနေဥပမာ Aori River Japan ဒါတွေကတဦးဆိုင်နေနေဥဆိုးလွင်ဒါတွေကတဦးဆိုင်နေနေဖြစ်တယ်အဲ့တော့ subject သူကဘသူ Aori River လို့ပြောလဲရှင် Aori River ဘာလဲဆိုတာကိုသိတယ်ဂျပန်လို့ပြောရင် Japan နိုင်ငံဆိုတာကိုသိတယ်ဥဆိုးလွင်လို့ပြောရင်ဥဆိုးလွင်ဆိုတာကိုသိတယ် proper noun တွေပေါ့နော်အဲ့တော့ proper noun တွေတူးဆိုင်နိုင်နေရအဓိပ္ပာယ်တန်ဖတ်စရာမလိုဘူးနောက် possessive pronoun တွေပေါ့နော်ပိုင်ဆိုင်ခြင်းကိုပြတဲ့ pronoun တွေဥပမာအရှိမလေးပါခဲ့တယ် I'm mom my brother ကျွန်တော်ရဲ့အကိုကဲကျွန်တော်ရဲ့အကိုလို့ပြောလို့ရှိရင်နောက်တော့နေသူကသူ့ရဲ့အကိုဘယ်သူလဲဆိုတာကိုသိတယ်ပေါ့နော်တကယ်လို့မသိဘူးဆိုရင်တော့အဲဒီစိမ့်တယောက်ဖြစ်နေမယ်ဆိုရင်တော့ဒါ defining related cloud အနေနဲ့နောက်ကနေပြီးတော့တက်မှတ်ပေးရတာမျိုးရှိတယ်ဒါတော့ condense ပေါ်မှာမူတည်ပြီးတော့ပြောင်းသွားမှာပါကဲဒီဝိယအဖြစ်တော့ proper noun တွေတူဆိုင်တန်နေ possessive pronoun တွေ possessive adjective ဘောနော် my our his her their ကဲဒါတွေရအဲဒီ pronoun တွေနဲ့စတဲ့နာမ်တွေပြီးရင် proper noun တွေပြီးရင်တိကျတဲ့နာမ်တွေဆိုလို့ရှိရင်ဒါ nonify နေ valid clause လို့ခေါ်တယ်။ဒါပေမဲ့တက်မဲ့ဆရာမလို့ဘူး။ဒါကြောင့်တို့က extra information ပေါ့နော်။အပို information ကိုပေးတာဖြစ်တယ်။ comma သုံးရမယ်။ that သုံးလို့မရဘူးပေါ့နော်။ that ကလည်းတခြားတော့ valid pronoun တွေသုံးလို့ရတယ်။အဲ that တကူလည်းသုံးလို့မရဘူး။အဲတခြား who whom whose which အဲ့ဒါလည်းအကုန်လုံးသုံးလို့ရတယ်။ that တော့သုံးလို့မရဘူး။ comma သုံးပေးရမယ်။ ကဲဥပမာလေးကြည့်လိုက်မယ်ကဲစောနာစာကြောင်းလေးပေါ့နော် I'm bought the book that was written by Shakespeare Shakespeare ရေးခဲ့တဲ့စာအုပ်ကိုငါဝယ်ခဲ့တယ်ဆိုတော့ဒီဝက်ကြမှာဆိုလို့ရှိရင်ကဲ noun က Shakespeare ဆိုတဲ့ noun လေးတခုပါတယ်ပေါ့နော်အဲ့တော့ Shakespeare ဆိုတဲ့ noun ရဲ့နောက်မှာ information ထပ်ပြီးတော့ရေးလို့ရပါတယ် တော့ Shakespeare ဆိုတာ proper noun ဖြစ်တယ် Shakespeare လို့ပြောလိုက်လို့ရှိရင်ဘယ်သူလဲဆိုတာအကုန်လုံးကတည်ပြီးသားသူ့ define သတ်မှတ်စရာမလိုအဓိပ္ပာယ်သတ်မှတ်စရာမလို proper noun တူဦးဆိုင်တယ်ဒါကြောင့်သူ့နောက်မှာရေးတဲ့ related clause ကို non defining related clause လို့သတ်မှတ်လို့ရတယ်ပေါ့နော်အဲ့တော့ Shakespeare ရဲ့နောက်မှာသူ့ရဲ့ information ကိုထပ်ပြီးတော့ထည့်မယ်။အဲ့တော့သူ့ရဲ့ information တွေအဲသူနဲ့ဆိုင်တဲ့ information တွေအများကြီးပဲ။စိုက်တဲ့တစ်ခုကိုထည့်လို့ရတယ်ပေါ့နော်။ ကဲဒီမှာတော့ဘာထည့်ရလဲဆိုတော့အဲ who was an english playwright english အပြည့်စက်ရေးဆရာတစ်ယောက်ဖြစ်တော့ဆိုတော့ထည့်ရတယ်ပေါ့နော်သူက english အပြည့်စက်ရေးဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့ information ကိုဒီမှာထည့်ထားတယ်ပေါ့တခြားသော information တွေလည်းထည့်ပြီးတော့ရှင်းလို့ရပါတယ်အဲ့တော့ i bought the book that was written by shakespeare comma ကဲဒီမှာ non defining related collaborator ကြောင့်လို့ comma လေးရှာပြရမယ် who was an english playwright okay now the question amazon river is the longest river in the world amazon မြစ်ကကမ္ဘာပေါ်မှာအခြေဆုံးမြစ်ဖြစ်တယ် we are land it ငါတို့ကအဲ့ဒီမြစ်အကြောင်းကိုလေ့လာသိယူနေတာဖြစ်တယ်ဆိုတော့ဒီမှာဒီမှာဆိုလို့ရှိရင် amazon river the now noun ဖြစ်တယ် ဒါကြောင့်ဒီ now ရဲ့နောက်မှာသူ့ရဲ့ information ကိုထည့်ပြီးတော့ရှင်းလို့ရတယ်။အဲ့တော့သူ့ရဲ့ information ကဒီမှာ now မှာပေးထားတယ်ပေါ့နော်။ဒါလေးပေးထားတယ်ပေါ့။အဲ့တော့ we are learning it ငါတို့အဲ့ဒါကိုသင်ယူနေတယ်။ဆိုတော့ဒီ it if လေးက amazon river ပေါ့နော်။ဆိုတော့ amazon river ကကမ္ဘာပေါ်မှာအစီအစုံမြင့်ဖြစ်တယ်။ဆိုတော့ဒီပထမဆုံးစာကြောင်းလေးရာဒါ information စာကြောင်းလေးပေါ့နော်။ information သူ့ရဲ့အချက်လက်အမီဆုံး river နဲ့ဆိုင်တဲ့အချက်လက်ကိုဖော်ပြတဲ့စာကြောင်းလေးဆိုတော့ဒီစာကြောင်းလေးရတာ information လေးပဲ information ကိုပေးတဲ့စာကြောင်းလေးပဲအမီဆုံးမြစ်ကကမ္ဘာပေါ်မှာအခြေစိုးမြစ်ဖြစ်တယ်ဒါက information ကိုပေးတဲ့စာကြောင်းဆိုတော့ဒီစာကြောင်းကို နောင်ရဲ့နောက်မှာတွားပြီးတော့ရေးမှာ information စာကြောင်းလေးကိုသူနဲ့ဆိုင်တဲ့နောင်ရဲ့နောက်မှာတွားပြီးတော့ရေးမှာ valid clause ကိုသုံးပြီးတော့ရေးမှာ ဆိုတော့သူနဲ့ဆိုင်တဲ့နောင်းက pronoun က int အဲ့တော့ဒီနောက်မှာသွားပြီးတော့ရေးမှာပါဆိုတော့ဘယ်လိုရေးမလဲဆိုတော့ we are learning we are learning ကဲဒီမှာနာနဲ့နာစာကိုနာဦးစားပြီးမယ် int ဆိုတော့ amazon river ကိုပြောတာဒါကြောင့် we are learning amazon river amazon river မြစ်အကြောင်းကိုငါတို့ကသင်ယူနေတယ်ဆိုတော့ amazon amazon river မြစ်ဆိုတာဘယ်လိုမြစ်လဲဆိုတော့နောက်က information ရေးမယ်ပေါ့နော်ရေးမယ်ဆိုတော့ဒါ Amazon River ဆိုတာဒါ Pipela Nan Pipela ခွဲလိုက်တော့ဒါ Nan Pipe Teens ဖြစ်တယ်ပေါ့ Nan Pipe Teens ပေါ့နော်ဒါကြောင့် and wish ကိုတုံးပေးရမယ်ဒါ Nan Defining ဆိုတော့ that ကိုတုံးလို့မရဘူး wish ကိုပဲတုံးပေးရမယ်အဲ့တော့ wish is the longest river in the world ကမ္ဘာပေါ်မှာအရှည်ဆုံးမြစ်ဖြစ်တဲ့အမေဆုံးမြစ်ကိုငါတို့က သင်ယူလေ့လာနေတယ်။ကဲဒါဆိုနောက်ထပ် exam ကိုဆက်ပြီးတော့လေ့လာကြည့်အောင်။ဒီမှာတော့ exercise ပေါ့နော်။ဒီ exercise တွေကိုအဲဒီမှာတစ်ခါတည်းလေ့ကျင့်ပေးလိုက်မယ်ပေါ့နော်။ကဲ number 1ကိုကြည့်အောင်။ The cover posted a Christmas present to their daughter. သူရဲ့သမီးတွေစီကိုအဖေနဲ့အမေနှစ်ယောက်က Christmas lesson ပေးလိုက်တယ် they live in south africa သူတို့ဟာ africa တိုင်းမှာနေတယ် so these are their daughter ကိုပြောတာပေါ့နော် so ဒီဒီဝတ်ကြတွေမှာနောင်မှာပါပါမလဲဆိုတော့ the carpet carpet ဆိုတော့နောင်ပါတယ် carpet နောင်မှာလဲ information ရေးလို့ရတယ်အ christmas present တားလဲနောင်ပဲ christmas present ရဲ့နောင်မှာ သူနဲ့ဆိုင်တဲ့ information ကိုရေးလို့ရတယ်ပြီးရင်တဲ့ daughter ဒါလည်း noun ပဲအဲ့ဒီ noun ရဲ့နောက်မှာသူနဲ့ဆိုင်တဲ့ information ကြီးရေးလို့ရပါတယ်ဒါပေမဲ့အဲ legend နဲ့မှာပေးထားတာမိခုံးမှာပေးထားတာကတဲ့ daughter နဲ့ဆိုင်တဲ့ information ကိုပဲပေးထားတယ်ပေါ့နော် they live in south africa သူက south africa မှာနေတယ်ဆိုတော့ information ကိုပဲပေးထားတယ် daughter နဲ့ဆိုင်တဲ့ information ကိုပဲပေးထားတယ်ဒါကြောင့် မိကုံးကပြီးတဲ့အတိုင်းပဲဒေါက်တာရဲ့နောက်မှာပဲသွားပြီးတော့ဒေါက်တာနဲ့ဆိုင်တဲ့ information ဆိုတော့ဒေါက်တာတရားဒေါက်တာအဖြစ်နောက်မှာပဲသွားပြီးတော့ရှင်းပါမှာဆိုတော့ they are doctor ဆိုတာဒါ people ဖြစ်တယ်အဲ့တော့ people ဆိုတော့သုံးခုသုံးလို့ရတယ် who ကိုသုံးလို့ရတယ် whom ကိုသုံးလို့ရတယ် whose ကိုသုံးလို့ရတယ်ဒီမှာ subject pronoun သုံးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ who ကိုသုံးမှာပါအဲ့တော့အဖြစ်ရဘယ်လိုဖြစ်မလဲဆိုတော့ The couple posted a Christmas present to their daughter who live in South Africa. Number two, the letter reached me this morning. လက်တာကတဲ့ဒီနေ့မနက်ခင်ငါစီကိုရောက်လာတယ် you send the letter မင်းအဲ့ဒီစာကိုပေးခဲ့တယ် ဆိုတော့ဒီရှေ့ဝက်ကြတယ်မှာ letter ဆိုတော့ noun တဲ့ letter နဲ့ဆိုင်တဲ့ information ကို letter ရဲ့ noun မှာ bullet clock ကိုသုံးပြီးတော့ရေးလို့ရတယ်အမ်နောက်တစ်ခုက in this morning uh, this morning ဆိုရင်တာ noun ပဲအဲ့တော့ this morning နဲ့ဆိုင်တဲ့ information ကို this morning ရဲ့ noun မှာ bullet clock ကိုသုံးပြီးတော့ရေးလို့ရတယ်ဒါပေမဲ့မိကုန်းမှာကျတော့ you send the letter ဆိုတော့ သူပေးထားတဲ့စာကြောင်းလေးရာ letter နဲ့ဆိုင်တဲ့ information ကိုပေးထားတယ်။ဒါကြောင့် letter ရဲ့နောက်မှာပဲသွားပြီးတော့သူ့ information ကိုသွားထည့်မိပေါ့နော်။အဲ့တော့ this morning အတွက် information မပေးတော့ဘူးအဲ့တော့မိခုံမှာပေးထားတဲ့ information လေးရ letter ရဲ့ information လေးဒါကြောင့် letter ရဲ့ number တွားပြီးတော့ modify လုပ်မယ် identify လုပ်ပါမယ်ဆိုတော့ letter ဆိုတော့ people လား non people လားဆိုတော့ non people ဖြစ်တယ် ဆိုတော့ non be best ဆိုလို့ရှိရင် that ကိုသုံးလို့ရတယ် wish ကိုသုံးလို့ရတယ်အဲ့တော့ဒီနေရာမှာ that သုံးလည်းရတယ် wish သုံးလည်းရပါတယ်အဲ့တော့အဖြေကဘယ်လိုဖြစ်မလဲဆိုတော့ the letter that ဒါမှမဟုတ် wish you send reached me this morning Okay, ဒါဆိုရင်နံပါတ်3ကိုကြည့်အောင် The boy is my cousin. You see him there. The boy is my cousin. အဲ့ဒီကောင်လေးကငါ့ရဲ့ညီပါတဲ့ You see him there. အဲ့ဒီမှာမင်းတွေ့နေရတယ်သူကိုမင်းတွေ့ခဲ့တယ်တွေ့တယ်မြင်တယ်ပေါ့ So ပထမဆုံးစာကြောင်းက The boy အဲကြောင့်မှပါတယ် the point ဆိုတာက now တဲ့ the point ရဲ့နောက်မှာသူ information ရေးလို့ရတယ် mind custom ဆိုတာဒါရဲ့နောက်ပဲအဲ့သူရဲ့ဒီ now ရဲ့နောက်မှာလည်းပဲသူ information ရေးလို့ရတယ်အဲ့တော့ပေးထားတဲ့စာကြောင်းလေးရော you see him the ကဒါကြော the point ဆိုတဲ့ now နဲ့ information ကိုပေးထားတာဒါကြောင့် the point ဆိုတဲ့အဲ the point ဆိုတဲ့ now ရဲ့နောက်မှာဒီ information ကိုတွားပြီးတော့ထည့်မှာပါ ဆိုတော့ the point ဆိုတော့ဒါပြီးပဲပေါ့နော်ပြီးပဲဖြစ်တယ်ပြီးပဲဆိုတော့ related pronoun သုံးခုတုံးလို့ရတယ် who ကိုတုံးလို့ရတယ် whom ကိုတုံးလို့ရတယ် whose ကိုတုံးလို့ရတယ်အဲ့တော့ဒီမှာ him ဆိုတဲ့ object pronoun လေးပါတယ်ဒါကြောင့် object pronoun နေရာအတွက်သုံးမှာဖြစ်တဲ့အတွက် wh1 whom ဆိုရက် related pronoun ကိုပဲဒီမှာသုံးပေးရမယ်ဆိုတော့တွေ့အဖြေလေးကဘယ်လိုဖြစ်မလဲဆိုတော့ the boy whom you see there is my cousin. Okay, that's number four. Little Riding Hood. Okay, capital letter is number one. Name one to visit her grandmother. Grandmother's ego, a little bit. Her grandmother was a in bed. Grandmother, a in bed. ဒီမကောင်းဖြစ်နေတယ် ဆိုတော့ဒါကဒီ now ဝဲကြကဒါ information ပါဘာသူရဲ့ information လဲဆိုတော့ share ဝဲကြရရ grandmother ရဲ့ information ပါဒါကြောင့် grandmother ရဲ့နောက်မှာသွားပြီးတော့ set ပြီးမှာပါ identify လုပ်မှာပါဆိုတော့ grandmother ဆိုတော့ people ဖြစ်တယ်ဆိုတော့ဒီမှာ subject pronoun နေရာအတွက်သုံးပါပါဒီမှာ her grandmother ဒါ subject ပါဆိုတော့ subject နေရာအတွက်သုံးပါဆိုတော့ wh who ကိုသုံးပါပါဆိုတော့သူ့ရဲ့အဖြစ်အလျက်ဘယ်လိုဖြစ်မလဲဆိုတော့ Little Red Riding Hood want to visit her grandmother. comma who was a in bed. so ဒီမှာ her grandmother ကတီးကြတဲ့အတွက်ကြောင့်မလို့ဒါက define related clause ဖြစ်ပါတယ်။ can number 5ကိုကြည့်အောင် this is the cat ဒါကကြောင်ပါတယ် it killed the rat သူကကြွက်တွေကိုအဲ တက်ခဲ့တယ်ကြွတီကိုလိုက်ပြီးတော့ကုတ်ခဲ့တယ်ဆိုတော့ဒီဒါလေး information လေးပေါ့နော်နောက်ဝဲကြလေး information လေးဘာတွေ information လေးဆိုတော့ camp ရဲ့ information ဒါကြောင့် camp ရဲ့နောက်မှာတွားပြီးတော့ဆက်မှာပါအဲ့တော့အဲ့ camp ဆိုတာဒါမသိကြဘူးကြောင်ဆိုရင်အများကြီးရှိတယ်ဘယ်လိုကြောင်လဲဆိုတော့နောက်ကနေရေးမှာဒါကြောင့်ဒါက defining related clock ဖြစ်တယ်အဲ camp ဆိုတာဒါ number ပဲ နံပီပဲဖြစ်တဲ့ကြောင့်မလို့ that ကိုတုံးလို့ရတယ် wish ကိုတုံးလို့ရပါတယ် so ဖြစ်ရဘလို့ဖြစ်မလဲဆိုတော့ this is the cat that or wish keep the rat ကတားဆိုလို့ရှိရင် related clock နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုနားလည်သဘောပေါက်မယ်လို့ယူဆပါတယ်ဒါဆိုရင်ဒီ video လေးကိုဒီမှာပဲကျွန်တော်ကပြပါ ားလုံးကိုကျေးဇူးတင်ပါတယ်